မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ရဲ့ကိုစားပြုယာယီတမရမြင့်ဆွေဟာဒီကနေ့တော့တကယ်သေးသွားပြီလို့စစ်တပ်ကတရားဝင်ထုတ်ပြန်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်၈နာရီ28မိနစ်အချိန်မှာ အမတ်နဲ့ဆက်ဆဲရုံမှာတည်ဆုံသွားပြီးတော့အာတုပါကိုတော့နိုင်ငံတော်ဇာပနပြုလုပ်မယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မနေ့ကတော့မြေဆွေမသေးပဲဒီကနေ့မှတကယ်သေးတာလို့စစ်တပ်ကပြောဆိုထားပါတယ်။မြေဆွေက2023ခုနှစ်ကစတင်ပြီးတော့လှုပ်ရှားရမှာတုံ့နှိမ့်ခြင်းအစာဟာရစားသုံးနိုင်မှုနည်းပါးလာခြင်း ပါကင်ဆင်အာယုံကျောအားနယ်ယောဂါကိုခံစားခဲ့ရတယ်လို့သိရပါဗါတယ်အဲ့ဒီနောက်2024ခုနှစ်စင်ကာပူနိုင်ငံနဲ့မြန်မာနိုင်ငံဆက်ဆေးရုံမှာကုသမှုခံယူခဲ့ပြီးတော့2025ခုနှစ်ဇွန်လလမှာကိုယ်လေးချိန်တွေရော့ကြလာခြင်းအစာကောင်းစွာမစားနိုင်ခြင်းအဖျားတက်ခြင်းအုံနောက်နိုးကြမှုယောနေခြင်းတို့ကြောင့်ဇွန်လလ24ရက်နေ့မှာအမတ်နဲ့ဆက်ဆေးရုံမှာထပ်မံပြီးတော့ဆေးကုသမှုခံယူခဲ့တယ်လို့သိရပါဗါတယ်မြင့်ဆွေကလက်ရှိအသက်84နှစ်ရှိပြီဖြစ်ပြီးတော့ စစ်တပ်မှဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိတာဝန်ထမ်းဆောင်ခဲ့ကစစ်အာဏာရှင်တန်းရွှေရဲ့လူယုံတအုပ်လည်းဖြစ်တယ်လို့သိရပါဗျ။မြင်းဆွေကရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ်2012ခုနှစ်မတ်လ30ရက်နေ့ကနေ2016ခုနှစ်မတ်လ30ရက်နေ့အထိတာဝန်ထမ်းဆောင်ခဲ့ပြီး NLD အစိုးရလက်ထက်2016ခုနှစ်မတ်လ30ရက်နေ့မှာစစ်တပ်ရဲ့ကိုယ်စားလှယ်အစုအဖွဲ့ကရွေးချယ်တဲ့ ဒုတိယသမ္မတတဦးဖြစ်လာခဲ့တယ်လို့သိရပါဗါး2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာမင်းအောင်လှိုင်ကစစ်အာဏာသိမ်းပြီးတဲ့နောက်မြင်းဆွေဟာမင်းအောင်လှိုင်ရဲ့ရုပ်သေးရုပ်ယာယီသမ္မတဖြစ်လာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ရွှေပြည်သာမြို့နယ်ရွှေပြည်သာမြို့မှာရဲစခန်းကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဩဂတ်လ6ရက်နေ့ည9:30မိနစ်ကရွှေပြည်သားမြို့နယ်ရွှေပြည်သားမြို့မှာရဲစခန်းကိုအဝေးထိန်းပိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့ရာကျေလောင်နဲ့ပောက်ခွဲတံအောင်မြင်စွာထွက်ပေါ်ခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးလက်အောက်ခံရဲများထိခိုက်သေးဆုံးမှုရှိမရှိကိုသိရှိနိုင်ဖို့အတွက်စုံစမ်းနေဆဲဖြစ်တယ်လို့ပြောပါရယ်အဝေးထိန်းပိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့တာပါပောက်ခွဲတံကတော့တော်တော်ကိုကျေတယ်ထိခိုက်သေးဆုံးမှုရှိမရှိကတော့မသိရသေးဘူးပောက်ခွဲပြီးတော့လမ်းတွေအကုန်လုံးကိုပိတ်ပစ်လိုက်တယ်ည9နာရီခွဲလောက်အထိကိုစစ်ဆင်းနေကြတယ်လို့ The Black Line မျိုးပြပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းဖောက်ခွဲတိုက်ခိုက်မှုကိုရန်ကုန်မျိုးပြပျောက်ကြားတပ်ဖွဲ့ The Black Line အဖွဲ့နဲ့တာယာဝရီခရိုင်တပ်ရဲအမှတ်3838တပ်ခွင်က ဂျိုးပင်ကောင်ဟီးရိုးပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမ်းမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ရွှေပြည်သားမျိုးကံပြည်သူတွေကတော့မနေ့ကညပိုင်းကရွှေပြည်သားအထွဲ့မှာအစီအစဉ်များနဲ့တွာလာမှုများပုံမှန်အတိုင်းရှိခဲ့ပြီးတော့ထူးခြားတဲ့အခြေအနေတစုံတရာမကြားမိဘူးလို့ပြောပါတယ်။အကြမ်းဖက်စစ်ခွေးများရဲခွေးများနဲ့စစ်ခွေးထောက်တိုင်များကိုပြင်းပြထန်ထန်တိုက်ခိုက်ချေမုန်းသွားမှာဖြစ်တဲ့အတွက်ကြောင့်မိဘပြည်သူများအနေနဲ့စစ်ခွေးရဲခွေးနဲ့စစ်ကောင်စီရဲ့ထောက်တိုင်တွေအနည်းမှာတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန် The Bloodline မြို့ပြတယောက်ကြားတပ်ဖွဲ့ကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခမောင်းဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငဇုံမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုအချိန်ချင်းပိတ်ဆို့တိုက်ခိုက်ရာစစ်တပ်ဘက်က25ဦးသေဆုံးပြီးတော့ဒေါ်လိုင်းရဲဘော်တအူးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ9ရက်နေ့ငဇုံမြို့နယ်စီမီးကုန်စိတ်ကန်းက ငမ်းမြကြီးရဲစခန်းကိုရဲစစ်သားနဲ့ပြူစောတိပူပေါင်းအင်အား200ခန့်ဖြည့်တင်းပြီးတော့မိုးထောင်ရွာဘက်ကနေကုန်းလေရွာဘက်ကိုစစ်ကြောင်းထိုးလာတယ်လို့သိရပါဗါးအဲ့ဒီစစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့များကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကအထိနာကစစ်ခွေးစစ်ကြောင်းဟာရဲကင်းစခန်းကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ပြောပါဗါးအလားတူပဲဇွန်လိုက်လ10ရက်နေ့မှာစစ်တပ်ကငမ်းမြကြီးရဲကင်းစခန်းကပေါတော့ရွာကိုထမ်းမှန်စစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့ပြောပါဗါးအဲ့ဒီနောက်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ဘက်ကအထိနာက ပေါတော်ရွာကိုပြန်လည်ဝင်ရောက်သွားတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းကဇိုလိုင်လ12ရက်နေ့မှာပေါတော်ရွာကနေနတ်ကြီးရွာဘက်ကိုထပ်မံတက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကအသင့်ဆောင်ကြိုပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲ3ချိန်အတွင်းမှာအကြမ်းဖက်စစ်ခွေးဘက်က25ဦးသေဆုံးပြီးတော့35ဦးကျော်ထိခိုက်ဒဏ်ရာရရှိပြီးတော်လိုင်းရဲဘော်တအူကြဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဇိုလိုင်လ10ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာလည်းအကြမ်းဖက်စစ်ခွေးတပ်က ကုန်းလေရွာကနေအိမ်73လုံးကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ဇော်လိုက်လာ12ရက်နေ့မှာအကြမ်းဆက်တကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့နတ်ကြီးရွာအတွင်းကိုဘုံ6လုံးကျဲခြင်းဆက်လက်များနဲ့လည်းပြစ်ခတ်တိုက်ခိုက်သွားတယ်လို့ပြောပါတယ်။တော်လိုင်းရင်အောင်မြင်ဖို့အတွက်ကြာယာတာဝန်နေမြေတိုင်းမှာအစွမ်းကိုစူးစမ်းဆောင်ရွက်နေကြပါတယ်။ပြည်သူတွေအားမလျှော့ပါနဲ့စိတ်မပြတ်ကြပါနဲ့လို့ပြောကြပါတယ်။ပြည်သူများအနေနဲ့မိမိတို့သားသမီးများကို စစ်ကောင်စီရဲ့လက်ကင်ဒုံများမဖြစ်စေဖို့အထူးဂရုစိုက်စောင့်ရှောက်ကြပါလို့အကြံပေးချင်ပါတယ်တော်လိုင်းရေးတပ်ရင်းပကဖလိုကယ်များကလည်းတော်လိုင်းရေးအမြန်အောင်မြင်ဖို့နဲ့ပြည်သူများရဲ့မျက်နှာကိုကြည့်ပြီးတော့တော်လိုင်းရေးအဖွဲ့အစည်းများပေါင်းစပ်ညှိနှိုင်းတိုင်ပင်ကစီစီလုံးလုံးနဲ့စစ်ကောင်စီတပ်များရှိတဲ့နယ်မြေတိုင်းကိုဝိုင်းဝန်းတိုက်ခိုက်ထိန်းသိမ်းကြဖို့ကိုလည်းတိုက်တွန်းချင်ပါတယ်လို့မန္တလေး KI အမှတ်၅တပ်ရင်းကတာဝန်ရှိသူတို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမျိုးကနေချင်းတောင်ဘော်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကဒုတက်ချက်တအုံးနဲ့စစ်မှုထမ်းတပ်သား၁၈ဦးတို့ကတနက်၃လခဲယမ်းများကိုယူဆောင်လာပြီးတော့ Ranger ကလေး Defense Force ထံမှအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလကစတင်ပြီးတော့ဇူလိုင်လအထိချင်းတောင်မိုးကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ဘက်ကဒုတက်ချက်တအုပ်အပါအဝင်စစ်မှုထမ်းတပ်သား19ဦးဟာတနက်3လခဲယမ်းများကိုယူဆောင်လာပြီးတော့ Ranger Clay Defense Force ထံမှအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်ရောက်လာသူ19ဦးဟာလက်နက်ငယ်3လ ကပစကြီအတောင့်800ကြီပေါင်း20ကိုလက်ပြပုံ၈လုံးလုံးနဲ့အတူအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါဒ်အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့18ဦးဟာအတင်းအားဓမ္မပေါ်တာဆွဲဖမ်းဆီးခံရကစစ်တပ်ထဲကိုပို့ဆောင်ခံရသူများဖြစ်ပြီးတော့ဂျန်တဲ့တအုပ်ကတော့ဒုတက်ချက်ဖြစ်တယ်လို့သိရပါဗါဒ်အလင်းဝင်ရောက်လာတဲ့သူတွေကတော့ရက်တွေကတော့မတူညီပါဘူးအားလုံးပေါင်းရင်စစ်မှုထမ်းတပ်သားတွေက18ယောက်နဲ့ဒုတက်ချက်ကတအုပ်အားလုံးပေါင်း19ဦးအလင်းဝင်လာတာပါ လက်နက်၃လက်ယူဆောင်လာတဲ့အတွက်စွန့်ဝေချက်30ချင်းမြင့်ပေးခဲ့ပါတယ်လို့ Ranger Clay Defense Force ကတောင်ရှိသူတို့ကပြောပြထားပါတယ်။လက်ရှိအချိန်မှာအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားများရဲ့နေထိုင်စားတောက်ရေး၊ကျန်းမာရေး၊မိသားစုနဲ့အဆက်အသွယ်ရရှိရေးများအတွက်ဒေါ်လာရေးရပေါ်များကလှုံ့ဆော်ပေးနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်ကနေထွက်ပြေးပြီးတော့စန့်ကျင်ဘက်အဖွဲ့အစည်းများထံမှခိုးလုံသူတွေများပြားလာမှုနဲ့တရင်တပ်ဖွဲ့များမှတပ်ပြေးစရင်များအမှန်တိုင်းအထက်ကိုမတင်ပြဘဲ ဖုံးကွယ်ထားမှုများကိုစီစစ်ရေးယူရန်နေပြည်တော်စီရင်ကညွှန်ကြားချက်ထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လိုက်လာနှောင်းပိုင်းမှာထုတ်ပြန်လာတဲ့စစ်တပ်ရဲ့ညွှန်ကြားချက်မှာစစ်တပ်ကိုစန့်ကျင်နေတဲ့တော်လှန်ရေးအဖွဲ့အစည်းများနဲ့မီဒီယာများမှစစ်မှုရမ်းများအရေးအတွက်များစွာနဲ့လက်နက်ခဲယမ်းများနဲ့အတူထွက်ပြေးလက်ခံထားတယ်ဆိုတဲ့သတင်းများကိုတောက်လျှောက်ဖော်ပြလာတယ်လို့သိရပါတယ်။ဒါပေမဲ့စစ်တပ်အတွင်းမှာအခုလိုထွက်ပြေးသွားသူများရဲ့သတင်းများနဲ့ပတ်သက်ပြီးတော့အစီရင်ခံစာတင်ပြမှုမရှိဘဲထွက်ပြေးသွားသူများရဲ့လစာနဲ့အကျိုးခံစားခွင့်တွေကိုတော့ ဆက်လက်ပြီးတော့ထုတ်ယူနေတဲ့ဖြစ်စဉ်များကိုစီစစ်တွေးရှိခဲ့ရတယ်လို့ပြောပါတယ်။စစ်တပ်ကအခုလိုမျိုးစန့်ကျင်ဘက်အဖွဲ့များထံကိုထွက်ပြေးသွားတဲ့သူတွေများပြားလာတဲ့အခြေအနေမှန်တပ်ပြေးစည်ရင်းများအမှန်တိုင်းတင်ပြရန်တပ်ပြေးများရဲ့လစာနဲ့ခန်းစားခွင့်များကိုလိမ့်လေထုတ်ယူနေမှုများကိုစီစစ်အရေးယူရန်လိုအပ်ကြောင်းဖော်ပြလာပါတယ်။အရေးယူဆောင်ရွက်ရမှာတပ်ပြေးများရဲ့စည်ရင်းကိုအမှန်တိုင်းမတင်ပြပဲလစာနဲ့ခန်းစားခွင့်များဆက်လက်ပြီးတော့ထုတ်ယူမှုများအတွက်သဆိုင်ရာတရဲတပ်ဖွဲ့များကတာဝန်ရှိသူများကို အဆင့်ဆင့်တင်ပြပြီးတော့အေးအေးယူဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါဗျ။တပ်ပြင်းများမရှိစေရေးအတွက်သဆိုင်ရာတိုင်းရင်းတပ်ဖွဲ့များကိုတိုင်းစစ်ဌာနချုပ်များကစီရေးဆောင်ရွက်ရမှာဖြစ်ကြောင်းပြောဆိုထားပါဗျ။တပ်ပြင်းများကိုပြန်လည်ဖမ်းဆီးရေးဆောင်ရွက်ရန်တပ်ပြင်းများကိုစံနမူနာအဖြစ်နဲ့အေးအေးယူမှုများဆောင်ရွက်ရန်စီယုံရဲ့ညွှန်ကြားချက်မှာဖော်ပြထားပါဗျ။တရင်တပ်ဖွဲ့များနဲ့ရွှေတန်းစခန်းများမှာပြင်ပကိုထွက်ခွာခွင့်နေရပြန်ခွင့်ကိစ္စများကိုလည်းတေးချစွာကြက်မှတ်ပြန်လည်စီစစ်ရင်းနဲ့တပ်ပိုင်းဆိုင်ရာစီမံစီကံများကိုတင်းကြပ်ရန်လက်နက်ခဲယမ်းများကို တာဝန်ထမ်းဆောင်ခြင်းကလွဲပြီးတော့ပြင်ပကိုယူဆောင်ခွင့်မပြုရန်ကိစ္စများကိုအထူးစီစစ်ဆောင်ရွက်ရန်လဲအကြမ်းဖက်စစ်တပ်ကညွှန်ကြားထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကလေးခရိုင်အမှတ်၉တပ်ရဲ့ ်ကလေးဝ PDF ထံမှာစစ်ကောင်စီတပ်ဖွဲ့ဝင်နှုတ်အလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့ခန်းစစ်စခန်းများဖြစ်တဲ့ကလေးဝမြို့နယ်အောင်ချမ်းသာစခန်းနဲ့မဆိုင်စခန်းတို့ကစစ်သားတုံးနဲ့ပြည်သူစစ်တုံးတို့ဟာလက်နက်ခဲရအပြည့်စုံနဲ့အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့အသိပေးထားပါရယ်။အောင်ချမ်းသာကျေးရွာစခန်းကပြည်သူစစ်တပ်သားတို့ဟာတနက်တလက်ကြီပေါက်တစ်ခုကြီအတောင်20ကိုယူဆောင်လာပြီးတော့မဆိုင်ကျေးရွာစခန်းကစစ်ကောင်စီတပ်သားကတနက်တလက်ကြီပေါက်နှစ်ခုကြီအတောင်400ကျော်ကိုယူဆောင်လာတယ်လို့ဖော်ပြထားပါရယ်။ အလင်းဝင်လာသူနှစ်ဦးကိုကလေးခရိုင်အမှတ်ကိုတိုက်ရင်ကလေးဝမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖာကလေးဝမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတို့ကနှစ်ဦးပေါင်းပြီးတော့ကြက်သိန်း80တိတိဂုံပြုတ်ခဲ့ကြောင်းကိုလည်းမှတ်တမ်းတပ်ပုံများနဲ့ဖော်ပြထုတ်ပြန်ထားပါတယ်စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက်ပူးပေါင်းပါဝင်ပေးခြင်းအတွက်လည်းဝမ်းမြောက်စွာနဲ့ကြိုးစုံနေကြောင်းစစ်ကောင်စီတပ်ထဲမှာကြံနေတဲ့စစ်ကောင်စီတပ်သားများကိုကလေးဝ PDF ကဖိတ်ခေါ်လိုက်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းအဓမ္မစစ်သားစုဆောင်ခံရသူများအပါအဝင်စစ်ကောင်စီတပ်သားများဟာ အခွင့်တာတဲ့အခြေအနေမှာနှိစက်ရတော်လိုင်းတက်ဖွဲ့များထံဆက်သွယ်ပြီးတော့ပြည်သူ့ဘက်ကိုပူးပေါင်းကြရင်ဖိတ်ခေါ်ထားပါတယ်။တစ်ဖက်မှာလည်းအကြမ်းဖက်စစ်ခွေးတက်ကလည်းလူငယ်များကိုနှီးမျိုးစုံနဲ့အထမစစ်သားစုဆောင်းကရွှေတန်းစစ်မြေပြင်များကိုလူသားတိုင်းအဖြစ်နဲ့အသေးခံခိုင်းနေတဲ့အတွာရှောင်ရှားကြရန်စစ်ကောင်စီတပ်ကထွက်ပြေးပြီးတော်လိုင်းတပ်များထံမှအလင်းဝင်ကြရန်တိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့ဇွန်လလအတွင်းမှာစစ်ကောင်စီတပ်ကတော်လိုင်းတပ်ဖွဲ့များထံအလင်းဝင်လက်နက်ချတဲ့စစ်တုံးမှန်းဥယျာဉ်240ကျော်ရှိတယ်လို့ပြည်သူ့ပန်းတိုင်ကထုတ်ပြန်ထားပါတယ်။ အလင်းဝင်လို့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များချိတ်ဆက်အကူအညီပေးနေတဲ့ပြည်သူပန်းတိုင်းအဖွဲ့ကကောက်ယူထားတဲ့မှတ်တမ်းတွေအရဇော်လိုက်လာအတွဲမှာအလင်းဝင်ပူပေါင်းလက်နက်ချနဲ့စစ်တုံးမှန်းစစ်သားရဲနဲ့ပြည်သူစစ်အဖွဲ့ဝင်243ဦးရှိကြောင်းကိုအဲ့ဒီအဖွဲ့ရဲ့ပတ်စင်ထုတ်ပြန်ချက်အရသိရပါဗါတယ်အလင်းဝင်လာသူစုစုပေါင်း132ဦးရှိတဲ့တဲက80ဦးဟာစစ်မှုရန်တပ်သားတက်များဖြစ်တယ်လို့ပြည်သူပန်းတိုင်းရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ ်စီးရီးတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ